အားလုံးပဲမင်္ဂလာပါဆ iamma ကတော့ grade 8တင်ချာသင်ယူသစ်ကိုတင်ကြားပြီးမယ်ဆ iamma တော်မီဖြူစင်ဖြစ်ပါတယ်ဒီနေ့ဆရာမတို့ဒူဒူလေးလာကြမဲ့ကောင်းစဉ်လေးကတော့အခန်း1 rational game များတွေကမှာ ရရှင်နယ်ဂိမ်းတစ်ခုကိုစားခြင်းနဲ့နောက်တစ်ခုကလုံထုံးများဆိုင်ရာအစီအစဉ်လုံထုံးများဆိုတာရှေ့မှာဆံမနည်းနည်းလေးမိတ်ဆက်ပေးခဲ့တယ်ပေါင်းတယ်နှုတ်တယ်မြောက်တယ်စားတယ်ဆိုတာကြီးကျော်လာတဲ့ပုံစံမျိုးဆိုရင်ဘဲဟာကိုအရင်ဆရှင်းရမှာလဲဆိုရဲလုံထုံးလုံနည်းကြီးပေါ့နော်အဲ့လိုအကြောင်းလေးနဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုသွားမှာဖြစ်တယ်။ဒါဆိုရင်ဒီခေါင်းစဉ်နှစ်ခုကို သိပြီးသွားတဲ့အခါမှာသူတို့သမီးတို့နဲ့ဘာတွေလုပ်တတ်လာမလဲဆိုရင်ရုရှားနဲ့ဂိမ်းနှစ်ခုကိုစားတဲ့အခါမှာဘလို့သဘောသဘာဝတွေရှိတယ်ဆိုတာကိုနားလေသဘောပေါက်လိမ့်မယ်ပြီးရင်အဲ့ဒါနဲ့ပတ်သက်တဲ့ပုံစံတွေကိုဖြည့်ရှင်းတတ်လာလိမ့်မယ်နောက်တစ်ချက်ကကြတော့အဲ့ရုရှားနဲ့ဂိမ်းနှစ်ခုကိုစားတဲ့အခါမှာဂုံတက်တည်ကဘာတွေလဲအဲ့ဒါတွေကိုနားလေသဘောပေါက်လာမှာဖြစ်တယ်နောက်ဆုံးကတော့ရုရှားနဲ့ဂိမ်းဒန်ဂိမ်းဒန်ဆိုတာတစ်ခုထပ်ပိုလာတဲ့အများကြီးပေါ့နော်အဲ့ဒါတွေကိုအပေါင်းနှုတ်အမြောင်စားလုတ်တဲ့အခါမှာလုတ်ထုံးဆိုင်ရအစီအစဉ်တွေကိုစနစ်တကျဖြည့်ရှင်းတတ်လာမှာဖြစ်တယ်ဒီ င်ငန်းစာပြီးသွားရင်ပေါ့လေတော့လေ့လာကြည့်ရအောင်အဲ့တော့ rational game နှစ်ခုကိုစားမယ်စားတာကလည်းရှေ့ကအမြောက်နဲ့သဘောတရားအတူတူပဲလက္ခဏာပဲကြွားသွားလိမ့်မယ်သူ့မှာလည်းပုံစံကနှစ်မျိုးရှိမယ်လက္ခဏာတူတဲ့ဟာတွေကိုစားတာနဲ့လက္ခဏာမတူတာကိုစားတာဆိုပြီးတော့နှစ်မျိုးရှိမယ်အဲ့လိုပဲလက္ခဏာတူတာကိုပြန်ခွဲမယ်ဆိုရင်အပေါင်းကိုအပေါင်းနဲ့တူတဲ့လက္ခဏာနှစ်ခုအပေါင်းတူတဲ့လက္ခဏာနှစ်ခုစားတာနဲ့အနှုတ်လက္ခဏာနှစ်ခုစားတာနဲ့ အဲဆိုရင်အဖြေကဘာရမလဲဆိုရင်အပေါင်းပြန်ရလိမ့်မယ်။နောက်မတူတဲ့လက္ခဏာအပေါင်းနဲ့အနှုတ်သို့မဟုတ်အနှုတ်နဲ့အပေါင်းစားမယ်ဆိုရင်ရလာမယ့်အဖြေကအနှုတ်ဖြစ်မယ်။ဒါဒီအမြောက်ရဲ့သဘောတရားနဲ့အတူတူပဲ just ဒီအစားလေးပဲကွာသွားလိမ့်မယ်။တနည်းအားဖြင့်နောက်တစ်မျိုးရှေ့မှာနှုတ်ချင်းအကြောင်းကိုပြောခဲ့တယ်လေနှုတ်ချင်းကနှုတ်တာဒီလေဘာလို့တာပဲလေသူ့ရဲ့စန့်ကျင်ပဲဖြစ်တယ်ပေါင်းတာပဲဘာလို့ပေါင်းတာလဲဆိုရင် နောက်ကကိန်းရဲ့ရောင်းမြန်ကိန်းကိုပေါင်းတာဖြစ်တယ်အဲ့တော့ဒီမှာအမြောက်လည်းဒီလိုပဲပေါ့ အမြောက်လေအစားမှလည်းဒီလိုပဲပေါ့စားရဲဆိုတာလေဘာလို့တာပဲလေမြောက်တာပဲဘာလို့မြောက်မှလည်းဆိုရင်နောက်ကင်းရဲ့အမြောက်ပြောင်းပြန်ကင်း inverse ကိုပြန်ပြီးတော့မြောက်တာပဲဖြစ်တယ်အဲ့လိုပြန်ပြီးတော့နှွယ်ပြီးတော့စဉ်းစားလို့ရတယ်ပေါ့နော်ဟုတ်ပြီဆက်သွားရအောင်အဲ့တော့ဥပမာလေးဒီမှာတွက်ကြည့်မယ်ဒီမှာတွက်ပြထားရဲပေါ့နော်၅ဘိုင်း၂ဘိုင်းနဲ့လေးနဲ့ကို စားမယ်စားတာကလည်းမလုပ်တာပဲလေပြောခဲ့တယ်မြောက်တာပဲဘာကိုမြောက်မှာလဲ သူ့ရဲ့နောက်ကကောင်ရဲ့အမြောက်ပြောင်းပြန်ကိ inverse ပေါ့နော်အမြောက်ပြောင်းပြန်ကိရှေ့မှာပြောခဲ့တယ်အမြောက်ပြောင်းပြန်ကိကိုလှန်ကင်းလို့လည်းခေါ်တယ်သူ့ကိုလှန်လိုက်တာအဲ့လှန်ကင်းနေဘာလုပ်တာပဲလေမြောက်တာပဲအဲ့တော့လေးကိုလှန်လိုက်တယ်ဆိုတော့လေးပိုင်းတစ်ပိုင်းဖြစ်ပြီအဲ့တော့နောက်တစ်ခုကတော့လုံထုံးလုံကြီးတိုင်းပဲမြောက်တယ်ဆိုရင်အပေါ်အပေါ်ချင်းဘိုင်းဝေဘိုင်းဝေချင်းမြောက်ဘိုင်းချင်းဘိုင်းချင်းချင်းမြောက်အဲ့တော့ရမယ့်အဖြေက10ပိုင်းတစ်ပိုင်းပေါ့ဒါကိုပြောတာဟုတ်ပြီဇင်းဥပမာနှစ်ကိုကြည့်မယ်နော်ဥပမာနှစ်မှာလေဒါသူစားမယ် စားတဲ့ပုံစံပဲစားပြီဆိုလို့ရှိရင်စားတာကလည်းမလုပ်တာပဲလေမြောက်တာပဲဘာလို့မြောက်မှာလဲစားတဲ့ကောင်ရင်နောက်ကကနန်းရဲ့ပြောင်းမြန်ကင်းလှန်ကင်းအမြောက်ပြောင်းမြန်ကင်းပေါ့နော်လှန်ကင်းကိုမြောက်မှာဖြစ်တယ်အဲဒါကြောင့်အမြောက်သူ့ကိုပြောင်းမြန်ပြန်လှန်ပြီဆိုလို့ရှိရင်ပိုင်းဝေကို73ရောက်သွားပြီးတော့ပိုင်းကြီးမှာ72ရောက်သွားမယ်ပေါ့နော်။ဒါဆိုသူ့ရေရောင်းမြန်ကင်း။အဲတော့သူ့ကိုလှမ်းပြီးတော့ဒီနှစ်ခု6နဲ့12နဲ့ကိုလှမ်းပြီးတော့ခြေလို့ရမယ်ပေါ့နော်။6တက်လီ6 6ရက်လေးစနေတခါလက္ခဏာကအနှုတ်နှုတ်တူတာဖြစ်တဲ့တကြောင်မလို့အဖြေရပါပဲရမလဲဆိုရင်အပေါင်းမေးရမယ်အဲ့တော့ဘယ်လောက်ရမလဲနှစ်ပိုင်း73ပိုင်းအဲ့တော့သူကပိုင်းဝေကပိုင်းကြီးထက်ပိုပြီးတော့များနေတာဖြစ်တဲ့တကြောင်မလို့သူ့ကိုကင်ရောပြောင်းကြည့်လိုက်တဲ့အခါမှာ6နှစ်ပိုင်းတစ်ပိုင်းဆိုတဲ့အဖြေဦးရမယ်ဒါကစားတဲ့လူထုံးလုံးကြီးစားခြင်းရဲ့ကုန်သက်တည်တွေကိုပြောခဲ့တာဖြစ်တယ်အပြီးဒါဆိုရင်ဥပမာသုံးဖို့ကြည့်ရအောင်၅ဘိုင်း၂ဘိုင်းအစားအနှုတ်လေးတဲ့ ။အစွင်အစားလဲဘာလို့တာပဲလေ။မြောက်တာပဲ။နောက်ကင်းရဲ့အမြောက်ပြောင်းမြန်ကင်းအမြောက်ပြောင်းမြန်ကင်းလို့ပြောနေနေမှာလက္ခဏာကိုစဉ်းစားစရာမလိုတော့ဘူး။အပေါင်းလိုမဟုတ်ဘူးပေါ့နော်။ तू ကဒီနောက်ကကင်းကိုပဲသူ့ရဲ့အမြောက်ပြောင်းမြန်ကင်းကိုစဉ်းစားရမှာဖြစ်တယ်။အဲ့တော့အနှုတ်လေးရဲ့ပြောင်းမြန်ကင်းဒီလေးပိုင်းတစ်ပိုင်းဟုတ်ပြီအဲ့တော့လက္ခဏာကိုအဖြေရဲ့လက္ခဏာကိုစဉ်းစားမယ်ဆိုရင်လက္ခဏာတစ်ခုကမတူတဲ့အတွက်အဖြေရပါရမယ်ဆိုရင်အနှုတ်လက္ခဏာရရမယ်အဲ့တော့ဒီပိုင်းဝင်နေပိုင်းကျင်နေအလှမ်းပြီးတော့ဖြည့်ရှင်းလို့ရမယ်နှစ်နဲ့စားလို့ရမယ်နှစ်တလေးနှစ် နှစ်နှစ်လေးလေးအဲ့တော့ဘလောက်ရမလဲအဖြေကအနှုတ်၁၀ပိုင်းတစ်ပိုင်းရမယ်ဒါကအမြောက်နဲ့ပတ်သက်တဲ့ဂုံသက်တီကိုစဉ်းစားပြီးတော့တွက်ခဲ့တာဖြစ်တယ်ဟုတ်ပြီလားဆိုဥပမာလေးအနှုတ်6ကို73ပိုင်း12ပိုင်းနဲ့စားမယ်စားမယ်ဆိုတော့စားမယ်ဆိုတာဒီဘာလို့တာပဲလေမြောက်တာပဲနောက်ကင်းရဲ့အမြောက်ပြောင်းပြန်ကင်းဆိုတော့အပေါ်မှာ73ရှိမယ်အောက်မှာ72ရှိမယ်အဲ့တော့အဖြေက6 6 6 2 12အဲ့တော့ လက္ခဏာကိုပြင်ဆင်စမ်းမယ်လက္ခဏာကဒီမှာအနှုတ်နှုတ်ကအပေါင်းဆိုတော့လက္ခဏာမတူတဲ့အတွက်အဖြေကအနှုတ်နဲ့ထွက်လိမ့်မယ်အဲ့တော့အနှုတ်နှစ်ပိုင်းဆက်သုံးပိုင်းအဲ့တော့ပိုင်းဝေကပိုင်းခြေထက်ကြီးနေရဖြစ်တဲ့ကြောင့်မလို့ကင်းရိုးပြောင်းတဲ့ခါမှာအဖြေကအနှုတ်6နှစ်ပိုင်းတစ်ပိုင်းရမယ်ဟုတ်ပြီဆက်သွားရအောင်ဆိုရင်ကိုကဒီမှာအောက်ပါကင်းတို့ဤအမြောက်ပြောင်းပြန်ကင်းကိုရှာပါတဲ့အမြောက်ပြောင်းပြန်ကင်းကိုရှာရမယ်ဆိုလို့ရှိရင်၅ပိုင်း၄ပိုင်းရဲ့အမြောက်ပြောင်းပြန်ကင်းကဘာဖြစ်မလဲ ။အော်လွယ်လွယ်လေးပေါ့။ပိုင်းဝေနေရာမှာ9ရောက်သွားမယ်။ပိုင်းကြီးနေရာမှာ4ရောက်သွားမယ်။ဒါဆိုရင်ဒီကားငယ်ရဲ့အမြောက်ပြောင်းပြန်ကြီးကိုရှာပါဆိုတော့ပိုင်းဝေနေရာမှာဘာရောက်သွားမလဲ။နှစ်ပိုင်းတစ်ပိုင်းရောက်သွားပြီးတော့ပိုင်းကြီးနေရာမှာအနှုတ်တရောက်သွားမှာပဲပေါ့။ဒါဆိုရင်ကြံတဲ့ခါခွေးနဲ့ကားကြီးကိုစဉ်းစားကြည့်ပေါ့နော်။စဉ်းစားပြီးတော့တွက်ကြည့်မယ်။ဟုတ်ပြီ။အော်နောက်တစ်ခုကအောက်ပါရရှင်နယ်ဂိမ်းများအနက်မြည်သူတို့တူညီကြသည်နည်း။အဲဆိုရင်ဒီမှာ လက္ခဏာတွေကိုစဉ်းစားမယ်စားခြင်းကိုတတိယကိုစဉ်းစားပြီးတော့ဘေဟာကအတူတူပဲလဲဆိုတော့ကိုရွေးချယ်ကြည့်အောင်ရွေးချယ်ကြည့်အောင်ဆိုတော့အော်ဒီကောင်ကအနှုတ်၄ဘိုင်း၉ဘိုင်းရာဒီတိုင်းပဲဖြစ်လိမ့်မယ်အနှုတ်ကိုဒီအပေါင်းလေးနဲ့စားသို့မဟုတ်ကိုကိုဒီအနှုတ်လေးနဲ့စားတာဖြစ်နိုင်တယ်ဘာလို့လဲလက္ခဏာမတူတဲ့အတွက်ကြောင့်သူမှအနှုတ်ထွက်ထတာလေဒါဆိုဒီဘက်ကဟာကိုကြည့်အောင်အနှုတ်ကိုဒီအနှုတ်ကိုစားမယ်အဲ့တော့ဒီပထမတစ်ခုရဲ့အဖြေကအနှုတ်၄ဘိုင်း၉ဘိုင်းရာပါပဲလေအနှုတ် လေးပိုင်းကိုးပိုင်းပဲဒါဆိုရင်အနှုတ်ကိုအောက်ကအနှုတ်လေးဆိုတဲ့ဟာကရောသူ့ရဲ့အဖြစ်ကဘာဖြစ်လဲကိုးကိုဒီလေးနဲ့စားတယ်လက္ခဏာကိုစဉ်းစားမယ်စားတဲ့နေရာမှာလက္ခဏာတူတာတွေကိုစားမယ်ဆိုရင်အဖြစ်ကအပေါင်းမဲ့ထွက်မယ်ဆိုတော့လေးပိုင်းကိုးပိုင်းဒါဆိုတေးကြရည်ဒီနှစ်ခုကမတူနိုင်ဘူးဒါဆိုတတိယမြောက်တစ်ခုကိုကြည့်မယ်အနှုတ်ကိုးကိုဒီလေးနဲ့စားမယ်တဲ့ဒါဆိုလက္ခဏာမတူတာဖြစ်တဲ့အတွက်အဖြစ်ကဘာနဲ့ထွက်မှာလဲအနှုတ်နဲ့ထွက်လိမ့်မယ်အနှုတ် လေးပိုင်း၉ပိုင်းဆိုရပြီးထွက်လိမ့်မယ်။ဟုတ်ပြီနောက်တစ်ခုထပ်စဉ်းစားမယ်။ကိုကိုဒီအနှုတ်လေးနဲ့စားမယ်တဲ့။ဒါဆိုရင်လက္ခဏာမတူတာကိုစားတာဖြစ်ကြအောင်လို့အဖြေကအနှုတ်နဲ့ပဲထွက်လိမ့်မယ်။အနှုတ်၄ပိုင်း၉ပိုင်း။ဟုတ်ပြီနောက်တစ်ခုနှစ်၄ပိုင်း၃ပိုင်း။ဒါဆိုသူ့ကိုကိန်းရောပြောင်းမယ်ဆိုလို့ရှိရင်၄နှစ်လီ၈၈နှစ်တင်နေပေါ့နော်၉ဆိုရဖြေရမယ်။ဒါဆိုနောက်တစ်ခုနောက်ဆုံးတစ်ခုနှုတ်အနှုတ်နှစ်၄ပိုင်း၃ပိုင်းဆိုတော့ အနှုတ်အောက်မှာ၄ရှိမယ်၄နှစ်လီရှိ၉ဒါဆိုဘင်ဟာရီတူတာလေးရွေးချယ်ကြည့်အောင်ဒီမှာအနှုတ်၄ဘိုင်း၉ဘိုင်းဆိုတဲ့အဖြေရတယ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 ်ဒါဆိုဘင်ဟာရီကတူတာလေးဒီဒီဟာနဲ့ဒီကောင်နဲ့ဒီကောင်နဲ့ဒီကောင်နဲ့ဒီလေးခုကအတူတူပဲဒါဆိုနောက်ထပ်တူလေးနှစ်ခုကဘာလဲဒီမှာ၄ဘိုင်း၉ဘိုင်းရတယ်ဒီမှာ၄ဘိုင်း၉ဘိုင်းရတယ်ဆိုတော့ဘင်ဟာရီကတူတာလေး အနှုတ်ကိုဒီအနှုတ်လေးနဲ့စားတာဒီနှစ်လေးပိုင်းတစ်ပိုင်းနဲ့အတူတူပဲဆိုတာကိုချိန်ထိုးပြီးတော့စဉ်းစားလို့ရတယ်။ဒါဆိုဒီစဉ်းစားနည်းအတိုင်းကြံတဲ့ခါခွေးနဲ့ခေါင်းငယ်ကိုလည်းဆက်ပြီးတော့စဉ်းစားထားမယ်နော်။ဟုတ်ပြီ။အပါရောကိုဒီမှာကျတော့ရှင်းပါတဲ့ရှင်းရတော့မယ်။ရှင်းမယ်ဆိုတော့ဒါအစားရဲ့လုံထုံးလုံးကြီးကိုစဉ်းစားကြမယ်။စဉ်းစားပြီးတော့တွက်မှာဖြစ်တယ်။အဲ့တော့ပထမဆုံးတစ်ပုဒ်ကအနှုတ်၅ပိုင်း၃ပိုင်းအစားအနှုတ်၅ပိုင်း၄ပိုင်း ဲ့တော့ရှေ့မှာစဉ်းစားခဲ့သလိုပဲစားတာဒီဘာလို့တာပဲလေမြောက်တာပဲဖြစ်တယ်တော့အမြောက်ဘာကိုမြောက်မှာလဲနောက်ကကင်းရဲ့အမြောက်ပြောင်းမြန်ကင်းကိုမြောက်မှာအဲ့တော့နောက်ကကင်းရဲ့အမြောက်ပြောင်းမြန်ကင်းကလက္ခဏာကိုစဉ်းစားစရာမလိုဘူးအနှုတ်ပိုင်းဝင်နေပိုင်းကြီးကအမြောက်ပြောင်းမြန်ကင်းဖြစ်မယ်လဲလိုက်တဲ့အခါမှာအမြောက်ပြောင်းမြန်ကင်းဖြစ်မယ်အဲ့တော့ဒီမှာအဖြေကဘယ်လိုရနိုင်မလဲလက္ခဏာတွေကတူတဲ့အတွက်ကြောင့်မလို့အဖြေကအပေါင်းမရလိမ့်မယ်ဟုတ်ပြီဒါဆိုရင် အော်ဒီပိုင်းဝေပိုင်းကြီးပိုင်းဝေပိုင်းကြီးလှမ်းပြီးတော့စားလို့ရမလား9345 9315အဲ့တော့အဖြေကနောက်ဆုံးမှာအပေါ်ပေါ်ချင်းမြောင်းအောက်အောက်ချင်းမြောင်း33 914 4ပိုင်းဝေကပိုင်းကြီးထက်ကြီးနေတော့သူ့ကိုကိန်းရောပြောင်းတဲ့အခါမှာ2 4ပိုင်း2ပိုင်းဆိုတဲ့အဖြေကိုရမှာဖြစ်တယ်ဒါဆိုရင်ကြံတဲ့ပုံစံတွေကိုဆက်ပြီးတော့ဖြည့်ရှင်းတက်မှာနော်ဟုတ်ပြီဆက်သွားရအောင်အဲ့တော့ဒီမှာဆိုရင်သူက အပေါင်းတွေအစားတွေအနှုတ်တွေရောက်လာလိမ့်မယ်။ဒါဆိုဒါဆိုရင်လည်းပဲအဥပမာပေါ့နော်။ဒီဒီဟာလေးကိုစစင်းစားမယ်ဆိုလို့ရှိရင်ဒီကောင်ကနှုတ်ခိုင်းနေ။နှုတ်ခိုင်းနေဆိုရင်မလုပ်တာပဲလေနှုတ်ခိုင်းတာကပေါင်းခိုင်းတာပဲ။နောက်ကကောင်ရဲ့အပေါင်းပြောင်းမြန်ခင်ကိုပေါင်းခိုင်းတာဖြစ်တယ်။အဲ့လိုစဉ်းစားပြီးတွက်မယ်။အဲ့လိုပဲဒီမှာလည်းဒီအနှုတ်လက္ခဏာကိုတွေ့ရဆိုရင်မလုပ်ခိုင်းတာပဲလေပေါင်းခိုင်းတာပဲ။ ။နောက်ကအဲ့ဒီပေါက်ဒီလက္ခဏာရဲ့နောက်ကကောင်ရဲ့အပေါင်းပြောင်းပြန်ခြင်းကိုပေါင်းခိုင်းတာဖြစ်တယ်။ဒါဆိုအဲ့ဒီဂုံတက်တီရှေ့မှာပြောခဲ့တဲ့ဂုံတက်တီကိုကြည်ကြည်လေးလေးနားလည်ခဲ့မှသာလျင်အပေါင်းပြောင်းပြန်ခြင်းဆိုတာဘာလဲ။အမြောက်ပြောင်းပြန်ခြင်းဆိုတာဘာလဲ။နှုတ်တယ်ဆိုတာကဘာလို့တာလဲ။စားတယ်ဆိုတာဘာလို့တာလဲ။အဲ့ဒီသဘောတရားတွေကိုကြီးညက်ခဲ့မှသာလျင်ဒီမှာရှိတဲ့ပုံစံတွေကိုဆက်ပြီးတော့ဖြည့်ရှင်းတတ်မှာဖြစ်တယ်နော်။ဟုတ်ပြီ။အဲ့တော့အဲ့ထဲကဆီယမကဒီတပုတ်ကိုတွက်ပြမှာဖြစ်တယ်။ဆိုရင်ဒီပထမဆုံးဘာလို့စစဉ်းစားမလဲ။ ခွေးနဲ့ဟာရီကိုရင်စစင်းစားမယ်ခွေးနဲ့ဟာရီကိုစရှင်မယ်ရှင်းမယ်ဆိုတော့အနှုတ်နှစ်ပိုင်းတစ်ပိုင်းနှုတ်တာကြီးဘာလို့တာပဲလေပေါင်းတာပဲနောက်ကကင်းရဲ့အပေါင်းပြောင်းပြန်ကင်းကိုပေါင်းတာပဲအဲ့တော့သုံးပိုင်းတစ်ပိုင်းရဲ့အပေါင်းပြောင်းပြန်ကင်းဒီအနှုတ်၃ပိုင်းတစ်ပိုင်းဖြစ်တယ်အဲ့ဒီတော့ဒီလိုဖြစ်သွားပြီအစားဟုတ်ပြီနောက်ကဟာကိုဆက်စဉ်းစားမယ်အနှုတ်၄ပိုင်းတစ်ပိုင်းအနှုတ်လက္ခဏာကိုတွေ့ပြီးနှုတ်တာဒီပေါင်းတာပဲဖြစ်တယ်ဘာကိုပေါင်းမှလဲနောက်ကကင်းရဲ့ အပေါင်းပြောင်းပြန်ခင်ကိုပေါင်းပြီးအနောက်6ပိုင်းတစ်ပိုင်းရဲ့အပေါင်းပြောင်းပြန်ခင်က6ပိုင်းတစ်ပိုင်းဒီဒါဆိုရင်ဆက်ပြီးတော့ဖြည့်ရှင်းမယ်အဲ့တော့လက္ခဏာတူတဲ့အတွက်ကြောင့်မလို့လက္ခဏာတူတဲ့နှစ်ခုကိုပေါင်းမယ်အဖြေကဂုံတတ္တိယဆိုရင်လက္ခဏာကအနှုတ်ထွက်မယ်ဒါကြောင့်ဂုံတတ္တိယကိုကြည်လင်ဖို့လိုတာ လက္ခဏာဒူတာတွေကိုပေါင်းရင်အဖြေလက္ခဏာပါထွက်မှာလေလက္ခဏာဒူတာတွေကိုမျှောက်ရင်အဖြေလက္ခဏာပါထွက်မှာလေလက္ခဏာဒူတာတွေကိုစားရင်အဖြေကလက္ခဏာပါထွက်မှာလေအဲ့ဒါကိုကြည်ကြည်လေးလေးနားလည်အောင်ဒီမှာသာရင်ခြေတို့ကအဖြေမှန်ကိုရမှာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီမှာအပေါင်းရဲ့ဂုံသက်တိတွေအရာလက္ခဏာတူတာတွေကိုပေါင်းမယ်အဖြေကဒီလက္ခဏာပြန်ရမယ်အဲ့တော့ဟုတ်ပြီပေါင်းတဲ့နေရာမှာပိုင်းကြည်မတူတဲ့အတွက်ကြောင့်ပိုင်းကြည်ညှိရလိမ့်မယ်အဲ့တော့သူတို့နှစ်ခုရဲ့ပုံပိုင်းကြည်ဒီ6ဖြစ်မှာပေါ့နော်6ဆိုတော့သူ့ကိုသူ့ကိုသုံးနေမြောင်ရင်ပုံကလေးသုံးနေမြောင်မယ်ဆိုတော့ပေါ်က3 အပေါင်းအနုတ်6နှစ်ဟုတ်ပြီအစားဟိုဒီနောက်ကဟာကိုလေးရှင်းမယ်ဆိုလို့ရှင်လက္ခဏာမတူဆိုနှုတ်ရတော့မှာပဲဒါပေမဲ့ပိုင်းခြေမတူတဲ့အကြောင်းမလို့ပိုင်းခြေကိုညီအောင်ရှာရမယ်အဲ့တော့တို့နှစ်ခုရဲ့ပုံပိုင်းခြေသည်7နှစ်ဖြစ်လိမ့်မယ်7နှစ်ဖြစ်ဖို့အတွက်၄ကို3နဲ့မြောင်မယ်1ကို3နဲ့မြောင်မယ်အဲ့တော့အပေါ်က3အပေါင်းဟိုဒီဟာကိုဖြည့်ရှင်းမယ်ဒါကိုစဉ်းစားမယ်ဆိုလို့ရှင် လေ ဆက်နှစ်ဆိုတော့အောက်က6ကိုနှစ်နဲ့မြှောက်လိုက်တာဖြစ်တယ်အဲ့တော့အပေါ်ကိုလည်းနှစ်နဲ့မြှောက်မယ်ဆိုတော့နှစ်ဆိုရင်ဆက်ပြီးတော့ဖြည့်ရှင်းမယ်လက္ခဏာတူတဲ့တကြောင်မလို့အနှုတ်6ပိုင်း5ပိုင်းဆိုတဲ့ဖြည့်ယူရလိမ့်မယ်အစာဒီနောက်ကလက္ခဏာမတူတဲ့တကြောင်နှုတ်ရမယ်နှုတ်ရမယ်ဆိုတော့အဖြည့်ရပါရမယ်ဆက်နှစ်အနှုတ်ကကြည့်ရဆိုတော့အနှုတ်တက်ပေါ့နော်အနှုတ်တက်ရမယ်ဟုတ်ပြီနောက်ဆုံးအဆင့်စားတဲ့နေရာကိုရောက်သွားပြီစားရဲဆိုတာဘာလို့တာပဲလဲ ုတ်တာပဲအဲ့တော့အနှုတ်6ပိုင်း5ပိုင်းအမြောက်ဘသူ့ကိုမြောက်တာလဲသူ့ရဲ့နောက်ကကောင်ရဲ့အမြောက်ပြောင်းပြန်ကင်းကိုမြောက်တာဆိုတော့အနှုတ်7ဖြစ်သွားမှာပေါ့အစိမ့်သူ့ကိုဖြည့်ရှင်းလို့ရပြီ6တလီ6 6နလီ7လက္ခဏာကြည့်မယ်လက္ခဏာတို့ရနှစ်ခုကိုမြောက်ရင်အဖြေကြီးအပေါင်းထွက်မယ်အဲ့တော့အဖြေကဘယ်လောက်ရအောင်လဲဆိုတော့10အဲ့ဆိုရင်မြောက်ချင်း စားခြင်းပေါင်းခြင်းနှုတ်ခြင်းဂုံတက်တီတွေကိုတေချာနားလဲအောင် လေ့လာမယ်တွက်ချက်မယ်ဆိုလို့ရှိရင်ဒီလိုရောထွေးလာတဲ့ပုံစံကြီးဆိုရင်လေကိုကဖြည့်ရှင်းတတ်မှာဖြစ်တယ်။ဟုတ်ပြီဆက်ကြည့်ရအောင်။လုံထုံးလုံလေးတွေကိုသွားတော့မယ်။ပုံစံကြီးရောသွားတော့မယ်။အပေါင်းတွေအနှုတ်တွေအမြောက်တွေစားရင်လာတော့မယ်။ဒါဆိုဘယ်ဟာကိုအရင်လောက်ရမှာလဲဆိုတာကိုသိဖို့လိုတယ်။အဲ့တော့ rational ကိန်းနှန်းတွေမှာဘာတွေပါတတ်လဲဆိုရင်အခုဆုံးမပြောခဲ့တဲ့အစာအနှုတ်အပေါင်းအမြောက်ဆိုတဲ့ဟာတွေပါမယ်။နောက်တစ်ခုကဘာတွေပါမလဲဆိုဂွင်းများဆိုတာပါ ဂွင်းလို့ပြောလိုက်ရင်ဒီလိုလက္ခဏာလေးတွေလက်သေးဂွင်းရှိမယ်တွန်ဂွင်းဆိုတာရှိမယ်လေးတောင်ဂွင်းဆိုတာရှိမယ်လက်သေးဂွင်းကို round bracket လို့ခေါ်တယ် curly bracket လို့ခေါ်တယ် square bracket လို့ခေါ်တယ်လေးတောင်ဂွင်းပေါ့နော်နောက်ဆုံးဒါကိန်းချုံမြင်းဆိုတာလည်းပါမယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကဘာလေးအသိရမလဲဆိုရင် e ဆိုတဲ့ဟာမျိုးပါတတ်တယ် e ဆိုတာဒီဒီ math သင်ချာမှာဆိုရင်သူကအမြောက်သဘောတရားကိုစောင့်တာဖြစ်တယ်နောက်တစ်ခုကဘာကိုစရှင်းရမလဲဆိုရင် ပထမဆုံးအဆင့်စဉ်းစားမှာကစရှင်းရမယ်ဟာဒီအတွင်းအကြဆုံးဂွင်းကိုစပြီးတော့ဖြည့်ရှင်းရမှာဖြစ်တယ်။ဟုတ်ပြီလေဆိုဆက်ကြည့်အောင်။အဲ့တော့အတွင်းအကြဆုံးဂွင်းကိုရှင်းမယ်။ပြီးရင်နောက်တစ်ခုကဘာကိုစဉ်းစားမလဲဆိုလို့ရှိရင်အပေါင်းအနှုတ် အမြောက်အစားကိုလာပြီးဆိုရင်အမြောက်နဲ့အစားကိုရင်စရှင်းရမှာဖြစ်တယ်။အမြောက်နဲ့အစားကိုရှင်းပြီးမှအပေါင်းအနှုတ်ဆိုတဲ့ဟာကိုရှင်းမယ်။ ြီးရင်နောက်တစ်ခုကဘာလဲဆိုရှင်အတွင်းကြဆုံးဝင်ကိုဖြည့်ရှင်းမယ်အမြောက်အစားအပေါင်းနှုတ်တွေရောလာပြီဆိုရင်ဘာကိုစရှင်းရမလဲဆိုရင်အမြောက်အစားကိုစရှင်းရမယ်နောက်တစ်ခုကလဝဲဘက်ကနေစရှင်းရမယ်ဆီယမရဲ့အစားနဲ့အမြောက်နဲ့တွေ့ပြီးဆိုဘယ်ဟာဝင်ရှင်းရမလဲလဝဲအကြဆုံးအရာကိုအရင်ရှင်းရမှာဖြစ်တယ်အဲ့ဒါကိုလုံထုံးလုံကြီးလို့ခေါ်တာပေါ့နော်အဲ့ဒီလုံထုံးလုံကြီးကိုနားလည်မှာဖြည့်ရမှန်လိမ့်မှာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ဒီဟာလေးကိုနမူနာကြည့်ရအောင်ပေါ့နော်အတွင်းကြဆုံးဂွင်းကိုဆရှင်းမယ်ဆိုတော့ဒါထားလိုက်အောင်ဒီထဲမှာအတွင်းကြဆုံးဂွင်းတွေ့ပြီ ဲ့တော့ဒီမှာဘာတွေ့ပြီလဲဆိုရင်အနှုတ်နဲ့အစားနဲ့ကိုတွေ့ပြီဒါဆိုရင်ဘာကိုအရင်ရွေးချင်မလဲစားတာကိုအရင်ရှင်းရမှာဖြစ်တယ်အဲ့တော့သုံးညတသမ၄အနှုတ်ဒါကိုအရင်စစရမယ်သုံးညတသမ၆၅ကို၅နဲ့စားမယ်၅၃ညလီ၃ည6ဟာတလီ9 15 93လီ15ဒါဆိုရင်သူ့ရဲ့အဖြေက 3.13ဆိုတာရမယ်အမြောက်ဟုတ်ပြီဒီထဲမှာအတွင်းအကြဆုံး15အနှုတ်အတွင်းအကြဆုံးလက်သွဲခွင်းလေးရဒီကောင်ဖြစ်မယ်ဟောလက်သွဲခွင်းလို့ရှင်းမယ်ဆိုတော့၄ဒသမ8ထဲက၁ဒသမ8ကိုနှုတ်ရင်3ရမှာပေါ့3ဒသမ3ည3ပေါ့နော်ပြီးရင်အပေါင်း8ပြီးရင် e ဆိုတာကအမြောက်ဖြစ်တယ်အမြောက်3ဟုတ်ပြီ ောက်တစ်ဆင့်ဆက်ပြီးတော့စဉ်းစားမယ်အဲ့တော့ဒီမှာအတွင်းကြာဆုံးတွေကိုစပြီးတော့ရှင်းမယ်ဆိုရင်ဒီထဲကအနှုတ်ဒီအမြောက်ဒီဒီမှာအနှုတ်ဒီအမြောက်ဒီအပေါင်းဒီတွေ့ရဆိုတော့အတွင်းကြာဆုံးကိုစရှင်းမယ်တုံညာတသမတုံးလေးလေးထဲကနေတုံညာတသမတသုံးကိုနှုတ်ကြမယ်အဲ့တော့တုံညာတသမတုံးလေးကနေတုံညာတသမလေးထဲကနေတုံညာတသမတသုံးကိုနှုတ်ကြမယ်နှုတ်မယ်ဆိုတော့ဒီမှာတုံညာတလုံးဝင်มาရမယ်အဲ့တော့7 2 1 0.27တုံညာတသမနှစ်ခွန်ရမယ်။အမြောက်ဟုတ်ပြီဒီထဲကအတွင်းကြဆုံးဆိုတော့15ရက်က3ကိုနှုတ်ရင်12ရမယ်။အပေါင်း8အမြောက်3တခါဂွင်းကိုရှင်းရမယ်။အဲ့တော့ဂွင်းထဲမှာအမြောက်နဲ့အပေါင်းတွေတွေ့ပြီဒါဆိုဘာကိုအရင်ရှင်းမလဲ။အမြောက်ဆိုတဲ့ဟာကိုစာရှင်းမှာပေါ့။ဒါဆိုလို့ရှိရင်တုံညာတသမနှစ်ခွန်ကို12နဲ့မြောက်မယ်။92984 ရှစ်ပေါ့နော်ရှစ်စနစ်နဲ့24ဆိုတော့32ဒသမ2ညထူမယ်အဆိုရင်သူ့ရဲ့ဟာက3ဒသမ24အမြောက်3နောက်ဆုံးအဆင့်ကိုရောက်သွားပြီအဲ့တော့3ဒသမ24ကို3နဲ့မြှောက်လို့ရပြီ3လေးလီ12ခုနှစ်3 3လီ9 9.72ကိုဒသမ9ဆိုတဲ့အဖြေကိုရလိမ့်မယ်။ဒါဆိုရင်လုံထုံးလုံနည်းတွေက ြန်ပြီးတော့မိကုံးချုပ်မယ်ဆိုလို့ရှိရင်အပေါင်းအနှုတ်အမြောက်အစားကိုတွေ့ရင်ဘဲဟာကိုအရင်ရှင်းမလဲအမြောက်နဲ့အစားကိုအရင်ရှင်းမယ်ပြီးမှအပေါင်းနှုတ်တွေကိုသွားမယ်ဟုတ်ပြီအမြောက်နဲ့အစားနဲ့ကိုတွေ့ခဲ့ရင်ရောဘဲဟာကိုအရင်စလုပ်ရမှာလေလက်ဝဲကြဆုံးဟာကိုစပြီးတော့ရှင်းမယ်နောက်တစ်ခုကတော့ပထမဆုံးအသေးကြဆုံးအဆင့်ကတော့အတွင်းကြဆုံးဂွင်းကိုရှင်းရမှာဖြစ်တယ် အဲ့ဒီ green နဲ့မှာမှဒီလက္ခဏာတွေတွေ့ခဲ့ရင်စဉ်းစားရမယ့်ပုံစံပေါ့နော်ဒါကိုလုံထုံးလုံနည်းလို့ခေါ်တယ်ဒါကြောင့်အပေါင်းဆိုင်ရာဂုံသက်တိအနှုတ်ဆိုင်ရာဂုံသက်တိအမြောက်အစားဆိုင်ရာဂုံသက်တိနောက်တို့ရဲ့လုံထုံးလုံနည်းတွေကိုတေချာကြည့်ညက်မှသာလျှင်ဒီလိုရောထွေးလာတဲ့ပုံစံတွေကိုအပြည့်မှန်နဲ့ဖြည့်ရှင်းနိုင်မှာဖြစ်တယ်ပြီးဆိုရင်ဒါတွေကိုနားလည်မယ်ဆိုရင်လေ့ကျင့်ခန်းတိတသမတစ်တုံညာရဲ့လေ့ကျင့်ခန်းတွေကိုတွေ့ကြည့်မယ်ပေါ့နော်ဣတွေတိအမြောက်ဆိုတော့သိမယ်ဆိုရင်ဘေဟာတွေကိုအရင်ရှင်းပါလေ ဆိုတာကိုစဉ်းစားပြီးတော့အဖြစ်အမှန်ဆုံးရအောင်တွေ့ကြမှာဖြစ်တယ်။ဟုတ်ပြီဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။နောက်နေ့သင်ခန်းစာလေးမှာပြန်လည်းတွေ့ကြမယ်နော်။